်မင်္ဂလာပါရှင်ကျွန်မကတော့ချေချိုဆက်မှာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် နိုင်ငံဝန်ထမ်းငိမ့်စားဝန်ထမ်းတွေနဲ့စစ်ကောင်စီတပ်သားတွေကိုအောက်တိုဘာလ၁ရက်နေ့ကစပြီးလက်ရှိရနေတဲ့အပိုထောက်ပံ့ခြေတလ6000အပြင်3000အပိုခန်းစားခွင့်ပေးမယ်လို့အနာသိစစ်တပ်လက်အောက်ခံဗန်နိုင်ရင်းနဲ့အခွန်အကြီးဌာနကထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီအပိုထောက်ပံ့ခြေကိုတော့ငိမ့်စားယူဖို့ပြင်ဆင်နေတဲ့လေလာနဲ့လာစာနဲ့တခြားခန်းစားခွင့်ရနေတဲ့ကလာတွေမှာခန်းစားခွင့်ရမှာဖြစ်ပြီးနိုင်ငံခြားတိုင်းပြည်တွေကိုစစ်လွှတ်ချေခံရတဲ့ဝန်ထမ်းတွေနဲ့ပညာသင်စုသွားရောက်နေသူတွေမရဘူးလို့ထုတ်ပြန်ထားပါတယ်။ အပိုထောက်ပံ့ခြေကိုတလုံးနဲ့ပင်စင်အဖြစ်လဲလဲခွင့်မပြုဘူးလို့လည်းဆိုရတယ်ရှင်ထိုင်းနိုင်ငံမှာရှိတဲ့ CD စက်ရုံတစ်ခုမှာမြန်မာလုံသား1400ကျော်ကိုကြိုတင်အကြောင်းကြားတာမရှိဘဲအလုပ်ထုတ်ပစ်လိုက်တယ်လို့အလုပ်သမားတွေနဲ့အလုပ်သမားအရေးတက်ကြွလှုပ်ရှားနေသူတွေက ပြောပါရယ် 2025ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာပဲဌာနကံဖိပူရီခရိုင်အတွင်းရှိ CD စက်ရုံကမြန်မာလုံသား1450ရောက်ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုံဖြုတ်လိုက်တာပါဆက်ရောက်အလို့ရှင်တွေဘက်ကတော့အလို့သမားတယောက်စီကိုနင့်နာခြင်းအဖြစ်ဘတ်၄00ကျော်နဲ့လောက်အခါရီပေးကလက်မှတ်အတင်းထိုးခိုက်ပြီးနင့်ထုတ်နေတယ်လို့အလို့ဖြုတ်ခံခဲ့ရတဲ့မြန်မာလုံသားတယောက်ကပြောပါတယ်။ လက်ရှိမြန်မာလုံသမားတွေအလုပ်ထုတ်ခင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြန်မာလုံသမားရေးကူညီဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်းစက်ရုံထဲဝင်ခွင့်မပေးဘဲဖြေရှင်းခွင့်ပိတ်ပင်ထားတယ်လို့ MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုရဲမင်းကပြောပါတယ်တဖက်မှာလည်းအဲ့ဒီ CD စေယုံကလက်ရှိအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကိုအလုပ်ဖြုတ်လိုက်ပေမဲ့လာမယ့်နိုဝင်ဘာလအတွက်မြန်မာအလုပ်သမားအသစ်ထပ်ခေါ်ဖို့ရှိနေတယ်လို့ဆိုပါတယ် ။ဒါကြောင့်အလုသမားဟောင်းတွေကိုဖြုတ်ပြီးအလုသမားသစ်တွေစီကစမတ်ခါတွေအများကြီးရနိုင်ဖို့အခုလိုလုပ်တာပါဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။စကောင်စီရဲ့ရွေးကောက်ပွဲမှာအသုံးပြုမဲ့ electronic mapping စနစ်ကမဲပေးသူတွေရဲ့ကိုယ်ရဲ့အချက်အလက်လုံခြုံမှုကိုအမှားကမပေးနိုင်သလိုလူခွင့်ရေးချိုးဖောက်လာနိုင်ကြောင်းစောင့်ကြည့်လေ့လာသူတွေကသတိပေးသုံးသပ်ပါတယ်။ဝေဝေသတင်းပေးပို့ထားတာပါရှင်။စကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာ အသုံးပြုသွားမယ်မြန်မာ electronic map စနစ်မြန်မာ electronic voting system MEVS က map သူတွေရဲ့ကိုယ်ရေးအချက်အလက်ကိုလုံခြုံမှုအတွက်အမှခံချက်မရှိရနဲ့မဖြစ်မနေ map ရမယ့်ပုံစံတွေကြောင့် map သူတွေရဲ့လူခွေရေးချိုးဖောက်မှုတွေရှိလာနိုင်ကြောင်းကျွမ်းကျင်သူတွေကသတိပေးသုံးသပ်ထားပါတယ်ကိုယ်ရေးအချက်အလက် UID နဲ့စရင်တွင်ထားတဲ့ data တွေတိုက်ဆိုင်စစ်ဆေးပြီးမပုံတင်ပြကမဲဆန္ဒပြုရတဲ့စနစ်ဖြစ်တဲ့အတွက် ဒီချက်လက်တွေကိုအသုံးပြုပြီးအစုလိုက်အပြုံလိုက်ထောက်လန်ရေးတွေလှုပ်လာမှာကိုစိုးရင်ရကြောင်းရွေးကောက်ပွဲစောင့်ကြည့်လေးလာသူတယောက်ကသတိပေးပါရယ်ဒီ electronic maybe စနစ်ကကိုမတော်မချတဲ့ကိုယ်စလေတယောက်မှမပါဘူးဆိုရင်တရားမဲမပေးဘဲနေဝင်မရှိတဲ့စနစ်မျိုးပေါ့နော်ဒီမဲယူနေဝင်တာတယောက်မဟုတ်တယောက်တော့မဲပေးရမယ့်စနစ်မျိုးရှိဖြစ်တယ်ပေါ့နော်ဆိုတော့ဆိုတော့ပယ်မဲလုံးဝဖြစ်ဖြစ်မဲ့အခြေအနေမျိုးတော့မရှိဘူးပေါ့နော်အဓိကဆိုရင်ချက်ကတော့ electronic maybe စနစ်မှာ maybe ကတဲ့အချက်လက်တွေအား ် UI မဲ့ business မဖြစ်မှာဆိုရတယ်ဒီချက်လက်တွေကိုတုံးချပြီးတော့မှကိုယ်ရေးချက်လက် database နဲ့အဲအခြားသောဟိုဒီ database နဲ့တိုက်ဆိုင်ပြီးတော့မှဒီ mass surveillance ဘာလို့စူလိုက်ပြုံလိုက်အဲဒီစုံစမ်းထောက်လှမ်းတာမျိုးတွေလုပ်လာမှာမျိုးမှာဆိုရင်အာပြည်နေမှုရန်နေရာတွေနဲ့တုံးချတော့မှာကိုဆိုရင်ရတယ်ဗောနောစေကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိလို့မဲပေးဖို့စံနာမရှိပေမဲ့ electronic မဲပေးစနစ်ကြောင့် မဖြစ်မနေမဲပေးရမှာကိုလူလူတွေကြားမှာစိုးရိမ်ပူပန်နေကြပါတယ်။မှန်တယ်ပြောလို့ရှိရင်လူကြောက်မှာသူ့မှာကိုပိုင်ခွင့်ကြီးကိုပိုင်ဆုံးဖြစ်ချက်ဆိုတော့ရှိတယ်။ဟုတ်တယ်မလားသူတို့ပေးစစ်ချင်တဲ့ဆန္ဒရှိရဲ့ပါတီကိုပေးမယ်မပေးချင်တဲ့ပါတီကိုမပေးဘူး။အခုကသူကမပေးချင်တဲ့ကွာပါတီကိုလည်းမဖြစ်မနေပေးရမယ်။မပေးလို့ရှိရင်လည်းသူတို့ကတနေ့တစ်ဖုံနဲ့အရေးယူမဲ့အရာမျိုးတွေရှိနေတယ်ဆိုတာခါကြတော့ဒါရက်တစ်ဖက်သက်ဆန်လို့လေ။သူတို့ကမပေးရင်ဘယ်လိုလုပ်မယ်ပဲချက်ဘယ်လိုတွေလုပ်မယ်ဆိုတာရက်ဟိုမျိုးစုံတွေကြားနေရတဲ့ခါကြတော့ နည်းနည်းတော့စိတ်ပူမိရပါဘောနော်စစ်ကောင်စီကြီးညာတယ်မဲဆန္ဒရှင်တအူကြီးအခွင့်အရေးများဖော်ပြချက်မှာတော့ရွေးကောက်ပွဲတွင်မဲဆန္ဒပေးလိုပါက ပေးနိုင်ပြီမပေးလိုပါက မပေးဘဲနေခွင့်ရှိသည်တို့ရရင်ဆန္ဒမဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အလေးထားရပါမည်လို့ဖော်ပြပါရှိပါတယ်ဒါဟာလူခွင့်ရေးတရက်ဖြစ်ပေမဲ့လည်း electronic မဲပေးစနစ်မှာတော့မဲမပေးဘဲနေခွင့်မပါတာဟာ အခြေခံလူခွင့်ရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူခွင့်ရေးဆိုင်ရာရှင်နေတယောက်ကလည်းမှတ်ချက်ပြုပါတယ်။ရှင်နေကိုစား DPP တင်တော့ကအတန်ဖတ်ကြားပေးထားပါတယ်။ e-book တွေစနစ်မှာမဲမပေးခွင့်ပါဝင်ခြင်းမရှိဘဲမဲတစ်ခုကိုမဖြစ်မနေပေးရမယ်ဆိုတာကပြည်သူလွတ်လပ်မှုကိုကန့်သတ်နေတာဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီး ICCPR ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေခံလွတ်လပ်ခွင့်ချိုးဖောက်နေတာဖြစ်တယ်။ Biometric ID လေးစနစ်တွေနဲ့မဲပေးသူတွေကိုသိနိုင်တာဘုတ်ထွက်ခင်လုပ်နိုင်တာတွေဟာ လူ့ခွင့်ရေးရအချင်းချင်းမှုတွေလည်းဖြစ်တယ်။ Electronic မဲပေးစနစ်ဟာနည်းပညာရအဆင်ပြေရဆိုပေမဲ့မဲပေးခွင့်ကိုထည့်မထားတာ၊လျှို့ဝှက်ရေးကိုအချိုးဖောက်တာ၊နည်းပညာသုံးစွဲမှုအရမဲဆန္ဒရှင်ကိုချင်းချောင်းနိုင်မှုစတဲ့အချက်တွေဟာပြည်သူအခြေခံလွတ်လပ်ခွင့်နဲ့လူ့ခွင့်ရေးကိုအလွန်အနည်းရှိစေနိုင်ပါတယ်။စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလ28ရက်မှာအထွေထွေရေကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးမြို့နယ်ပေါင်း284မြို့နယ်မှာကျင်းပမှာလည်းဖြစ်ကောင် ရွေးကောက်ပွဲအပိုင်းတက်မှာတော့မြို့နယ်ပေါင်း102မြို့နယ်မှာသာပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဟာရွေးကောက်ပွဲကိုအကြောင်းမျိုးမျိုးနဲ့ထိခိုက်စေတယ်လို့ယူဆတဲ့အတွက်လူပုတ်ကိုနဲ့အဖွဲ့အစည်း90ကျော်ကိုရွေးကောက်ပွဲပြက်ပြားစေမှုနဲ့ဆွဆွဲထားတာတွေလည်းရှိနေပါတယ်။ကျွန်မဝေပါ။ ဟောလိဝုဒ်နာမည်ကျော်ဆုံးတွဲဖြစ်တဲ့အော်စကာဆုရှင်မင်းသမီးနီကိုကစ်မန်နဲ့ခန့်ထွေးအဆိုတော်ဂိတ်အာဘန်တို့ဟာအိမ်အောင်သက်16နှစ်အကြာမှာလမ်းခွဲလိုက်ပြီလို့သတင်းဌာနတွေကဖော်ပြပါတယ်။ TMZ သတင်းဌာနရဲ့ဖော်ပြချက်အရသူတို့နှစ်ဦးဟာဒီနှစ်တွေရသည့်အစောပိုင်းကလေးကအိမ်ခွဲနေကြတာလို့သိရပါတယ်။နီကိုကစ်မန်ဘက်ကလမ်းခွဲဖို့သဘောမတူခဲ့ပဲအိမ်အောင်ရေးကိုပြန်အစဉ်ပြေအောင်စူးစမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသူတို့နှစ်ဦးရဲ့ကိုယ်စားလှယ်တွေဘက်ကတော့တရားဝင်အတည်မပြုသေးပါဘူး။ သူတို့နှစ်ဦးဟာ2005ခုနှစ်မှာစတင်တွေ့ဆုံခဲ့ကြပြီး2006ခုနှစ်မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီး Sunday Rose နဲ့ Faith Margaret ဆိုတဲ့သမီးနှစ်ဦးရှိပါတယ်။ကစ်မင်မှာအရင်ခင်ပွန်းတုံခရုစ်နဲ့အတူမွေးစားထားတဲ့ကလေးနှစ်ယောက်လည်းရှိပါတယ်။လက်တလုံးမှာတော့ကိတ်အာဘန်ကဂီတဖျော်ဖြေပွဲတွေနဲ့ခီးလှဲလှဲနေပြီးနီကိုကစ်မန်ကလည်းရုပ်ရှင်အသစ်တကာရိုက်ကူးပြီးစီးသွားပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။ ဒီ BBU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်